မင်္ဂလာပါရှင်မိုင်းဂရန့်တိုင်းမှာချိုးဆိုလိုက်ပါတယ်။ လေပေါ်မှာပုံအောင်လိုက်ပါလာတဲ့မြမရွှေပြောင်းအလုတ်သမားအယောက်20ဖန်စီချင်းခံလိုက်ရတဲ့တဲ့အပအဝင်ဒီကနေ့တွေ့ရရှိထားတဲ့ရွှေပြောင်းအလုတ်သမားတွေနဲ့ပတ်သက်တဲ့တဲ့တွေကိုစတင်တင်ဆက်ပေးပါမယ်။ပထမဆုံးအနေနဲ့ကိုရီးယားကို EPS စနစ်နဲ့မြမအမျိုးသမီးလုတ်သားပါဝင်တဲ့လုတ်သားတဲ့124ဦးဆေးလွတ်ခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ကိုရီးယားသမရနိုင်ငံစီအစိုးရပြပအလုတ်အကိုင်အေဂျင်စီ POEA ကနေတဆင့် EPS စနစ်နဲ့မြမအမျိုးသမီးလုတ်သားတဦးအပအဝင်လုတ်သားတဲ့124ဦးကိုမလ16ရက်နေ့ကဆေးလွတ်ခဲ့ပါတယ်။ အမျိုးသားလေကြောင်းလိုင်းခရီးစဉ်နဲ့တကွသူတို့တွေဟာကိုရီးယားနိုင်ငံကိုရောက်ရှိသွားကြရလို့သိရပြီးစိုးမျိုးမှာရှိတဲ့အလုသမားတန်ရာရှိကကြိုဆိုကအလုသမားတွေသိရှိလိုက်နာတဲ့အချက်တွေကိုညွှန်ကြားခဲ့ကြောင်းမြန်မာတန်ရုံဆိုးစ်ကသတင်းထုတ်ပြန်ထားပါတယ်။ အခုစရင်ထဲမှာကုန်ထုတ်လုပ်သား58ဦး၊တစ်တောလုပ်သား25ဦး၊စောက်လုပ်ရေးလုပ်သား19ဦး၊ဝန်ဆောင်မှုလုပ်သား9ဦးနဲ့စိုက်ပျိုးမွေးမြူရေးလုပ်သား15ဦးတို့ပါဝင်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံကနေ EPS စနစ်နဲ့အမျိုးသမီးပါဝင်မှုဟာဒီတစ်ချိန်ပထမဦးဆုံးဖြစ်ပြီးဝန်ဆောင်မှုလုပ်သားအနေနဲ့ခေါ်ယူဆေးလွှတ်ခြင်းခံရတာလည်းဖြစ်ပါတယ်ရှင်။ ောက်သတင်းတပုတ်အနေနဲ့လေပေါ်မှာပုံအောင်မီလိုက်ပါလာတဲ့မြန်မာရွှေပြောင်းအလုံသမားအယောက်20ဖမ်းဆီးခြင်းခံလိုက်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံအနောက်ပိုင်းကချနာပူရီခရိုင်နောက်လူရနွားကရန်တီမြေအတွင်းလေပေါ်မှာပုံအောင်လိုက်ပါလာကြတဲ့မြန်မာရွှေပြောင်းအလုံသမားအယောက်20ဖမ်းဆီးရမိသွားကြောင်းထိုင်းဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။သူတို့တွေကိုနေဆက်ဒေသလုံခြုံရေးတာဝန်ရှိသူတွေနဲ့ဒေသအာဏာပိုင်တွေကနေမလာတော့ကဖမ်းဆီးမိခဲ့တာလို့လဲဆိုပါတယ်။ သူတို့ကိုဖမ်းမိတဲ့အချိန်လှေပေါ်အနက်ရောင်မိုးကအောက်ကနေပြီးသူတို့တွေဟာပုံကိုလှဲလျောင်းလိုက်လာကြတာလို့သိရပါဗျ။ဒါ့အပြင်ဦးဆောင်သူနှုတ်ဦးကိုလည်းဖမ်းဆီးရမိရဲဆိုလည်းသိရပါဗျ။ဖမ်းဆီးရမိတဲ့သူတွေရဲ့ထွက်ဆိုချက်ရသူတို့တွေဟာတအုပ်ကိုဘတ်တထောင်စီပေးဆောင်ခဲ့ရတယ်လို့ဆိုဝါတယ်။အခုတော့သူတို့တွေကိုနိုင်ငံတွင်းတရားမှွေဖြတ်ကျော်ဝင်ရောက်လာမှုနဲ့အရေးယူသွားမှာဖြစ်ပြီးဦးဆောင်သူနှုတ်ဦးကိုတော့နိုင်ငံတွင်းခွင့်ပြုချက်မရှိဘဲတရားမှွေအလုသမားများအားခေါ်ဆောင်ပေးမှုနဲ့အရေးယူသွားမယ်ဆိုပြီးလည်းသတင်းရရှိပါတယ်။ အခုနောက်ဆုံးသတင်းအနေနဲ့မြန်မာထိုင်းနယ်စပ် online လိမ်လည်စင်တာကနေလွတ်မြောက်လာတဲ့အင်ဒိုအလုံသမား960ကျော်ကိုနေရပြန်ပို့ပေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာထိုင်းနယ်စပ်က online လိမ်လည်မှုစင်တာကနေလွတ်မြောက်လာတဲ့အင်ဒိုနီးရှားနိုင်ငံသား962ဦးကိုနေရပြန်ပို့ဖို့လှုပ်ဆောင်နေကြောင်းအကြီးအကဲအင်ဒိုနီးရှားအရာစီစီကသိရပါတယ်ဒီတဲကအယောက်400ကျော်ကိုတော့မလ18ရက်နေ့မှာမြန်မာဗချန်းကနေထိုင်းဘန်ကောက်လေဆိပ်ကနေတဆင့်အင်ဒိုနီးရှား နိုင်ငံကိုပြန်လဲပို့မှာပါ။ကြံတဲ့သူတွေကိုတော့မလ16ရက်နေ့မှာပြန်လဲလွှဲပို့မှာဖြစ်တယ်ဆိုပြီးအင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးဌာနရဲ့နိုင်ငံသားကာကွယ်စောင့်ရှောက်ရေးဒါရိုက်တာကပြောပြချပါဗျာ။ မြန်မာထိုင်းနယ်စပ်ဒေသတွေမှာအခြေပြုလုပ်ကိုင်ခဲ့တဲ့ online လိမ်လည်မှုနေရာတွေကနေပြီးခဲ့တဲ့ရက်သက်တပတ်အတွင်းအလုံသမား9000လောက်လွတ်မြောက်ခဲ့ပြီးအများစုကတော့တရုတ်နိုင်ငံသားတွေပါဒီထက်ကလွတ်မြောက်လာတဲ့သူတွေကိုနှစ်နိုင်ငံအစိုးရချင်းပြန်လည်လွှဲပြောင်းလက်ခံတာတွေလှုပ်ဆောင်ပေးနေပါတယ်။ Indonesia အနာပိုင်းတွေကလည်း February လအတွင်းကထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံသား140ကိုပြန်လည်လွှဲပြောင်းပေးရတယ်ရှီချောင်းသိရပါတယ်။ကုလသမဂ္ဂရဲ့ခန့်မှန်းချက်တွေအရလူပေါင်း3000ဟာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ online လိမ်လည်တဲ့ center တွေမှာအလုံ ုလုပ်ကင်ဒီကကြကြောင်းသိရပါတယ်ဒီကနေ့တော့ရရှိထားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲကြီးစုအပင်းမှုကျေးဇူးအထူးပဲတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့လေးပါရှင်